Homies တို့အားလုံးမင်္ဂလာပါကျွန်တော်တို့ streamer မှာဒီနေ့မှာတော့ social media ကိုအသုံးချပြီးတော့နာမည်ကြီးလာတဲ့ drink ခုကြောင်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပြောလိုက်တာနဲ့အားလုံးလည်းရိပ်မိနေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါတယ်အဲ့ drink ကတော့ prime drink ပဲဖြစ်ပါတယ် brand drink ဟာဆိုလို့ရှိရင် international တွေကလူငယ်တွေကြားမှာအရန်ကိုနာမည်ကြီးရေးပန်းစားပါတယ် ဆိုတော့ဒီ prime drain ဆိုတာကဘာလဲဘာကြောင့်ဒီလောက်နာမည်ကြီးနေရတာလဲနာမည်ကြီးတဲ့အလျောက်ပေါ့တော့သူ့ရဲ့ကောင်းကျိုးတွေကဘာရှိလဲဆိုးကျိုးတွေကဘာရှိလဲဆိုတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့မစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုပါရစေကျွန်တော်တို့စားလိုက်ရအောင် prime drink ကိုနာမည်ကြီး youtuber နှစ်ယောက်ဖြစ်တဲ့ KSI နဲ့ Logan Paul ကနေပေါင်းပြီးတော့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ် hydration drink လို့ခေါ်တဲ့အာရင်ဖြစ်အချိုရည်နဲ့ energy drink လို့ခေါ်တဲ့စွမ်းအင်ဖြစ်အချိုရည်ဆိုပြီးတော့ prime drink ကိုနှစ်မျိုးနဲ့စားခွဲပြီးထုတ်လုပ်ထားပါတယ် hydration drink ခေါ်တဲ့အရင်ဖြစ်အချိုရည်မှာကကြတော့အုံးရည်ဓာတ်စားနဲ့ဗီတာမင်တွေပါဝင်ပြီးတော့ energy drink လို့ခေါ်တဲ့စွန့်အိမ်ဖြစ်အချိုရည်မှာကတော့ caffeine ဓာတ်အများစွာပါဝင်တယ်လို့သိရပါတယ်။ကြောင်ညာအားကောင်းနေဆိုလဲကောင်းကျင်စရာပဲ။ဘာဖြစ်လို့လဲဆိုတော့ Mr B တို့အဲ KSI တို့ Logan Paul တို့ Ice Show Speed တို့စသဖြင့်ပေါ့နော်။နာမည်ကြီး YouTuber တွေကနေမှတစင်ကြောင်ညာပြီးတော့ဓာတ်ကြီးက viral ဖြစ်လာခဲ့တာပါ။ Prime drink က social media trend တစ်ခုအနေနဲ့တောင်မှဖြစ်သွားတယ်ပေါ့နော်အခုထိလည်း trend ဖြစ်နေတော့မှာပဲ ကောင်းကျိုးတွေအနေနဲ့ prime hydration drink မှာကတရားလုံးဝမပါပါဘူးအော်တရားမပါတဲ့အတွက်ကြောင့်ကျန်းမာရေးလိုက်စားလို့သူတွေအတွက်အထူးပဲသင့်လျော်ပါတယ် Prime Hydration Drink ကိုအရသာအမျိုးမျိုးနဲ့ထုတ်ထားတာကြောင့်လေကိုကကြိုက်တဲ့အရသာကိုရွေးချယ်ပြီးတော့ဝယ်ယူတော်သုံးနိုင်မှာပဲဖြစ်ပါတယ်။အားကစားလုပ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီ Prime Hydration Drink ကလိုအပ်တဲ့ဗီတာမင်နဲ့ဓာတ်ပမာဏကိုဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်။ဆိုကြုံနဲ့ဝေဖန်မှုတွေအနေနဲ့ကတော့ Prime Energy Drink မှာဆိုလို့ရှိရင်ကဖိန်းဓာတ်များစွာပါဝင်နေတာကြောင့်လူငယ်လူရွယ်တွေနဲ့အသက်မပြေသေးတဲ့လူတွေတော်သုံးရင်တင့်တော်ဗမလားဆိုတဲ့ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ကဖိန်းဓာတ်များစွာပါဝင်နေတာကြောင့်အိပ်မပြောတာတွေခေါင်းကိုက်တာတွေနဲ့ရင်တုံချင်းတွေဖြစ် စ်နိုင်တယ်လို့လည်းပြောဆိုနေကြတာဒီလေဒူးနဲ့ဒီပါပဲအများကြီးပါပဲတချို့တချို့သောနိုင်ငံတွေမှာ prime drink ကိုကလေးတွေအတွက်အရောင်းချခွင့်ပိတ်ပင်ထားပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လေ prime drink ကလူငယ်တွေကြားမှာအရန်ကိုရေပန်စားပြီးတော့လူငယ်တွေကလည်းဒီ prime drink ကိုအရန်ကိုစိတ်ဝင်စားကြပါတယ်မြန်မာနိုင်ငံမှာပဲနေပြီးတော့ prime ကိုစမ်းတောက်ကြည့်ခြင်းနဲ့ try ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ online shopping တွေမှာသွားပြီးဝယ်လို့ရပါတယ် prime drink ရောင်းတဲ့ online shopping တွေအများကြီးရှိပါတယ်ဒါပေမဲ့ဈေးတော့ကြီးပါတယ်ကြီးတယ်ကြီးကျင်စရာပဲလေဒါပေမဲ့လည်းစမ်းကြည့်ကျင်နေဆိုရင်တော့ဝယ်တော့ကြည့်ရမှာပေါ့နော်ဒီလိုမျိုး international မှာအရန်ရေပဲစားပြီး hot ဖြစ်နေတဲ့ drink တစ်မျိုးဖြစ်တဲ့ prime drink ကိုကျွန်တော်ကတောက်ဖူးကြည့်ကျင်တယ်စမ်းကြည့်ကျင်တယ် try ကြည့်ကျင်တယ်ပေါ့နော်ကျွန်တော်မှားထားပါတယ်နောက်နေ့မှပဲဒီကြောင်းပြောပါတော့မယ် ဗီဒီယိုရိုက်နေရင်လည်းနောက်ကကျွန်တော်ထွန်းထားတဲ့ background B ကအကုံသားပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင် လုပ်ခဲ့ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်